ဒီ video လေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့တယောက်နဲ့တယောက်နဲ့ Facebook မှာစကားမပြောချင်တာနဲ့ blog ပြတဲ့ခက်ကကုံသွားပါပြီ။အဲ blog ဆရာမလို့ဘောနော်။ရင်းရင်းလေးနဲ့ပိတ်လို့ရမယ့်နည်းလမ်းနှစ်ချက်ကိုကျွန်တော် sharing လုပ်ပေးမယ်။အဲပထမတစ်ချက်ကတော့ကျွန်တော် restart လုပ်မယ်နော်။ restart လုပ်လိုက်တာကတော့တစ်ဖက်ကသိတယ်ကျွန်တော်တို့ restart လုပ်ထားတယ်ကိုကိုဖုန်းခေါ်လို့မရအောင်အဲ support လို့မရအောင်ပိတ်ထားတယ်ဆိုတာကိုသူလည်းသိတယ်ပေါ့နော်။အဲဒီလိုမျိုးကတော့နည်းနည်းလေးရိုင်းနေပေါ့နော်။အဲ့ထက်ရင်းရင်းလေးပို့ရင်းရင်းလေးနဲ့ပေါ့နော် support လာလို့မရအောင်ပိတ်တဲ့နည်းလမ်းလေးပါပေါ့နော်။ နေ့လည်းနှစ်ချက်လုံးကိုကျွန်တော် sharing လုပ်ပေးမယ် Facebook မှာ blog ဆရာမလို့ဘောเนาะအရင်ရင်လေးနဲ့ပိတ်ထားလို့ရပါတယ် Okay ဒါဆိုရင်ပိတ်တဲ့နေ့လည်းနှစ်ချက်ကို sharing လုပ်ပေးမယ်ဒါဆိုရင်ကျွန်တော်ရဲ့ message က message မှာသူကဖုန်းကြီးပဲခေါ်နေတယ်စာကြီးပဲပို့နေတယ်ဘောเนาะ Okay ဒါဆိုရင် message တဲ့ကိုဝင်လိုက်ဒါကတယောက်ချင်းကိုလည်းတီးတန့်လှုပ်လို့ရသလိုအားလုံးကိုလည်းလှုပ်လို့ရတယ်ဘောเนาะကျွန်တော်ကတယောက်ချင်းတီးတန့်ကိုကျွန်တော်လှုပ်ပြမယ် အဲ့ဒါဆိုရင်ဒီအပေါ်မှာအောင်းအောင်းဆိုတဲ့အကောက်ပေါ့နော်ဒီအောင်းအောင်းဆိုတဲ့အကောက်ကကျွန်တော်ကိုဖုန်းကြီးကအမြဲတမ်းခေါ်နေတယ်စာရိတ်ကအမြဲတမ်းပို့နေတယ်ဒါပေမဲ့သူနဲ့ကျွန်တော်ကလက်ခံပြီးစကားမပြောချင်ဘူးစာလက်ခံပြီးစကားမပြောချင်စာမြေးချင်ဘူးပေါ့နော်ဒါကိုနည်းနည်းခက်ချမ်းချမ်းလေးနဲ့ဘတ်တစ်ချက်ပိတ်တဲ့နီလန်းလေးကိုကျွန်တော် sharing လုပ်ပေးမယ်အဲ့ဒါဆိုရင်အဲ့ဒီအကောက်ကိုကျွန်တော်ရမရှိကဖိထားလိုက်အဖေဒါလိုက်ရင်ဒါကျွန်တော်ရမရှိကဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ဥပမာကျွန်တော်ရကိုကျွန်တော်ရမရှိကိုနောက်ရှက်နေတဲ့အကောက်ပေါ့နော်အကောက်ကိုကျွန်တော်ရမရှိကလက်နဲ့ဖိထားလိုက် အဖေးလိုက်လိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ်ဒါကတော့နည်းနည်းလေးကျန်းတယ်ပေါ့နော်ကျန်းတဲ့နေတိုင်းလေးကိုကျွန်တော်အရင်ပြပေးမယ်ဒါဆိုရင်အဒီမှာကဘာလုံးလေးကဒီမျိုးလေးဆွဲနေတဲ့ပုံလေးပေါ့နော် restart ဆိုရရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ် restart အောင်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်နှိပ်လိုက်ရင်ဒါဆိုရင်ဒီနေရာကပျောက်သွားပြီအဒီနေရာကိုယ့်ရဲ့ Facebook Messenger မှာလည်းပျောက်သွားတယ်ဒါဆိုရင်သူ့မှာကဘယ်လိုမျိုးသွားပုံမလဲဆိုတော့ကျွန်တော်တို့ကိုစာရေးတဲ့အပေါက်ကလေးမပေါ်တော့ဘူးပေါ့နော်စာရေးတဲ့နေရာလည်းမပေါ်တော့ဘူး အမက်ဆေ့ပေါ့မပေါ်တော့ဘူးနောက်နောက်တစ်ချက်ကအပေါ်ဖုန်းခေါ်တဲ့ဟာလည်းမပေါ်တော့ကျွန်တော်တို့ကဒီလိုမျိုးလှုပ်လိုက်လေဆိုရင်ဒါနဲ့နဲ့ရိုင်းသွားတာပေါ့နော်အဲသူ့မှာစာပို့တဲ့ဟာလည်းမရှိဘူးဖုန်းခေါ်တဲ့ဟာလည်းမရှိတဲ့အတွက်သူကသိတယ်အာသူကငါစာပို့တော့မကြိုက်လို့အဲဖုန်းခေါ်လို့မရအောင်စာပို့လို့မရအောင်ဒါဒီလိုမျိုးလှုပ်လိုက်တယ်ဆိုတာပေါ့နော်အဲတစ်ဖက်ကသိတယ်ဒါကတော့နည်းနည်းလေးရိုင်းနေလှုပ်တင်နေထိုင်နေလှုပ်ပေါ့နော်အဲဒါကတော့လုံးဝသူ့ဘက်ကစာပို့လာလို့လည်းမရတော့ဘူးအဖုံခေါ်လာလို့လည်းမရတော့ဘူးเนาะဒါကိုကျွန်တော်ရင်းစက်ကပြန်ဖြည့်ပေးခြင်းနဲ့ဆိုရင်ပြန်ဖြည့်တဲ့နေ့တိုင်းလေးကိုထပ်ပြပေးမယ် ဒါကနံပါတ်1တစ်ချက်ပေါ့နော်လှုပ်လိုက်ပြီးသွားပြီအဲလှုပ်လိုက်ပြီးဒီနေ့တိုင်းလှုပ်တာကကိုလှုပ်တယ်ဆိုတာကိုသူသိတယ်အဲသူ့ဘက်မှာစားပုတ်လို့လည်းမရတော့ဖုန်းခေါ်လို့လည်းမရတော့ဘူးမပြပေးတော့ဘူးပေါ့နော်အဲဒီလိုမျိုးမပြပေးတော့တာဖြစ်တဲ့အတွက်သူ့ဘက်ကသိတယ်ဒါဆိုရင်ကိုဘက်ကနည်းနည်းရိုင်းသွားတယ်ပေါ့နော်အဲဒါကိုကျွန်တော်တို့ကပြန်ဖြေမယ်ပေါ့နော်โอเคပြန်ပြဖို့အတွက် Facebook Messenger တဲ့ကိုပြန်ဝင်ဝင်ပြီးဒီဘက်ကအောက်ကမီနူးနဲ့တုံးချောင်းရှိတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးသွားရင်အပေါ်ကဆက်တင်လေးပေါ့နော်ဆက်တင်လေးကိုတစ်ချက်နှိပ်ဒါကဖြည့်လိုက်မယ်နော် အဲ့ဆက်တင်လေးကိုနှိပ်ပြီးတော့နည်းနည်းလေးဆွဲတင်လိုက်အဲ့ဒီမှာအိမ်ပုံလေးနဲ့ရှိတယ်ပရိပါစီ CD ပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်အဲနှိပ်ပြီးတော့ဒီနေရာမှာအဲ့ဒီမှာ restart account ဆိုတာရှိတယ်ကျွန်တော်များထောက်ထားတဲ့နေရာလေးပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ် Okay ဒါဆိုရင်ဒီမှာအောင်အောင်ကရောက်နေတယ်ပေါ့နော်ဒါဆိုရင်သူ့ကိုပြန်နှိပ်အဲနှိပ်ပြီးတော့အောက်မှာ continue ပေါ့နော် continue ကိုနှိပ်အဲ့ဒီမှာစသူ့မှာသူ့မျိုးပေါ်နေတဲ့စပွဲစရီပါလေးပို့လို့မရဘူးပေါ့နော်ဒါဆိုရင် continue လေးကိုတစ်ချက်နှိပ် အဲ့နေ့တိုင်းရင်ဒီလိုမျိုးလေးပေါ်လာမယ်။အမဖုန်းခေါ်တဲ့နေရာလည်းမရှိသေးဘူး။ဒါဆိုရင် I'm restart ပေါ့နော်။အဲ့လုတ်ပေးလိုက်။ခဏလေးဆောက်လိုက်။ Okay ဒါဆိုရင်အဲ့ဒီလိုမျိုးလေးပေါ်လာမှာဒါဆိုရင် support လေးရမယ်။အဲ့ message ပေါက်တယ်ဖုန်းခေါ်တဲ့နေရာရောအဲ့ message ပေါက်ကနှစ်ခုလုံးပေါ်လာမယ်ပေါ့နော်။အဲ့ဒါကတော့အနေနဲ့ကြမ်းကြမ်းလေးပေါ့နော်။ပိတ်လိုက်တဲ့နီလန်တန်နီလန်ဖြစ်တဲ့ဒါဆိုရင်သူ့နေရာသူပြန်ဟောလာပြီ။အဲ့ဒီတိုင်းလုတ်တဲ့နဲ့ထင်တဲ့လုတ်လိုက်ပေါ့နော်။ဒါဆိုရင်ဒီလိုလုတ်ထားမယ်ဆိုရင်သူ့ဘက်ကဖုန်းခေါ်လို့လည်းမရဘူး။ support လာလို့လည်းမရဘူး။ဒါကနေနဲ့ရိုင်းသွားတယ်ပေါ့နော်။ Okay နောက်တနည်းရင်ရင်လေးနဲ့ ဒါပိတ်တဲ့နီလန်းကိုကျွန်တော်ထပ်ပြပေးမယ်ဒါဆိုရင်အဲသူကအမြဲတမ်းပေါ့နော်ဘုံခေါ်လဲစာပို့တယ်ဒီတိုင်းလို့လို့ကလည်းအဆင်မပြေဘူးအရင်ရင်လေးနဲ့ယူချင်းအောင်ဆော်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့မချက်ကသူ့ရဲ့အကောက်ကိုနှိပ်လိုက်အဲနှိပ်လိုက်ပြီးရင်ဒီဘက်မှာအိုင်ပုံလေးရှိတယ်ဟုတ်ပေါ်တော့မှာအိုင်ပုံလေးပေါ်နေတယ်နော်ဒါဆိုရင်အဲ့ဒီအိုင်ပုံလေးကိုတစ်ချက်နှိပ်အဲနှိပ်ပြီးတော့ဥပမာနံပါတ်1နေနဲ့ကျွန်တော်ရဲ့မချက်ကလို့ရမှာကသူပို့လာတဲ့စာတွေလည်းသူပို့ချင်ပို့လာမယ်ပုံလည်းသူခေါ်ချင်ခေါ်လာမယ်ဒါတွေကိုကျွန်တော်တို့က အဲတုပ်ပုရရဲ့စာတွေကိုကျွန်တော်ကနှိပ်ဖက်လိုက်အောင်သူမသိစေရအောင်ပေါ့နော်ဒါခိုးဖက်တဲ့သဘောမျိုးပေါ့နော်အဒီနီလန်းလေးကိုအရင်လှုပ်လိုက်ပေါ့နော်ဒါဆိုရင်ဆွဲတင်လိုက်အဲဆွဲတင်လိုက်ပြီးတော့ဒီမှာမျက်လုံးလေးရှိတယ်နော်အဒီမျက်လုံးလေးနေရာကကျွန်တော်ပြောပိတ်နေတဲ့အဲပွင့်နေဆိုရင်ပိတ်ပေးလိုက်ပေါ့နော်အဲကျွန်တော်ကတော့ပိတ်ထားတယ်ဒါလေးကိုတစ်ချက်နှိပ်အတကယ်လို့ဒီအားလေးကဒီလိုမျိုးလေးပွင့်နေတယ်ဆိုရင်သူစာပို့လာတာကိုကျွန်တော်တို့ကဖက်လိုက်ရင်ကျွန်တော်ဖက်တယ်ဆိုတော့သူသိတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကအဲသူလည်းမသိစေချင်ဘူးနော်သူပို့ရတဲ့စာကိုလည်းကျွန်တော်တို့ကဖက်ချင်တာဖြစ်တဲ့အတွက်ဒါလေးကိုပိတ် အတားကတယောက်ချင်းတော့အားလုံးလည်းလုပ်လို့ရတယ်သူကโอเคဒါဆိုရင်နောက်ပြန်စုံမယ်ပိတ်ထားလိုက်မယ်โอเคပိတ်ထားလိုက်ပြီဆိုရင်ဒါ तू ကြိုက်တဲ့စာတွေပို့လာပါစေကျွန်တော်တို့ကသူ့ပို့လာတဲ့စာကိုရေးရေးတင်းတင်းထောက်ပြီးတော့ဖတ်လို့ရတယ်ဖတ်ရတဲ့ဆိုတော့သူ့ဘက်မှာ secret တော့မပြဘူးပေါ့နော်အဲသူ့ပို့လာတဲ့စာကိုကျွန်တော်တို့ကခိုးဖတ်တဲ့သဘောမျိုးတော့ဖတ်လိုက်လို့ရတယ်သူသူ့စီမှာသွားပြီးတော့စာမပြဘူးပေါ့နော်အတားကနီးတဲ့တနီးတဲ့ပေါ့နော်โอเคဒါမှမဟုတ်တော့နောက်ထပ်နေတဲ့တနည်းကကျွန်တော်တို့ဒီတိုင်းလောက်ဒါကတော့နံပါတ်1တစ်ချက်လောက်ရမယ်ပေါ့နော် အဲသူကစာပို့ချင်ပို့မယ်ဒါကျွန်တော်တို့ကဖတ်ချင်ဖတ်မယ်ပေါ့နော်မြင်လို့နှိမ့်နေနှိမ့်လိုက်မယ်နှိမ့်လိုက်တယ်ဆိုရင်မဲ့သူစီမှာသွားပြီးတော့အဲစီဖက်တော့မပြဘူးနော်အတိတော့မပေးဘူးနော်ကျွန်တော်ဖတ်လိုက်လဲဆိုတာကို तू မသိဘူးဒါကဤတနည်းပေါ့နော်နောက်တစ်ချက်က तू ကဘုံကခေါ်ချင်ခေါ်နေမယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းမကင်ချင်ဘူးအရှိမလုတ်ပြသလို reset လုပ်မယ်ဆိုတော့အဆင်မပြေဘူးဒါဆိုရင်ရင်ရင်လေးနဲ့ဒါကျွန်တော်တို့ကယူချင်အောင်ဆောင်လို့ရတယ်ဒါဆိုရင်အဲ့ဒီ account ကိုပဲအဖိထားလိုက်အဖိထားလိုက်ပြီဆိုရင်အကျွန်တော်ရဲ့မြင်ကဒီမှာအ mute လုပ်ရတယ်ပေါ့နော်ဒီ mute ဆိုတာလေးရှိဒီခေါင်းလုံးလေးရှိတယ်နော် အဲ့ဒီခေါင်းလောင်းလေးနေရာကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်ရင်ဒီလိုမျိုးလေးပေါ့ဒါဆိုရင်ကျွန်တော်ညကစာပို့တာရောဖုန်းခေါ်တာရောနှစ်ခုလုံးကိုလုပ်ဖို့အတွက်ပေါ့နော်အဲ့ဒီအောက်ကြောင်းလေးကိုအဲ့တစ်ချက်နှိပ်လိုက်နှိပ်လိုက်ပြီးတော့ okay ဆိုတာလေးကိုတစ်ချက်ပေးလိုက် okay ပေးလိုက်ပြီဒီနေရာမှာကျွန်တော်ညကအချိန်နဲ့ဇာတ်နဲ့လုပ်လို့ရတယ်အမြဲတမ်းလည်းလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့အမြဲတမ်းလုပ်ချင်တာဖြစ်တဲ့အတွက်ဒီအောက်ကြောင်းကိုထားအောက်ကြောင်းကိုထားပြီးတော့အဲ့ဒီဘက်က okay လေးကိုနှိပ်လိုက် okay လေးကိုနှိပ်လိုက်ရင်သူတူတူတယောက်တည်းတည်တဲ့နေမှာခေါင်းလုံးလေးပေါ်သွားပြီခေါင်းလုံးချက်ချက်ကလေးပေါ်သွားပြီပေါ့နော် အဒီခေါင်းလောင်းလေးပေါ်သွားပြီဆိုရင်သူ့ဘက်ကကြိုက်တလောက်ဖုံးခေါ်လာပြီကျွန်တော်တို့ကလိုင်းပြတ်နေတဲ့ပုံမျိုးဖြစ်နေတာပေါ့နော်အဲသူ့စီမှာဘယ်လိုမျိုးဖြစ်လဲဒူ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 နဲ့អော်နေမယ်အဲသူဖုံးခေါ်လို့ပြီးသွားရင်တော့ကိုယ့်စီမှာအနေရောင်ကြီးနဲ့ပေါ်လာမယ်အဲ့သူသူဖုန်းခေါ်မယ်ဒူ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 ပဲអော်နေမယ်သူဖုန်းခေါ်လို့ပြီးတာ ਨੇ ကျွန်တော်တို့ဒီမှာအချက်ပေးပုံတော့ရောက်လာတော့အနီရောင်ကြီး ਨੇ ရောက်လာပဲဒါပေမဲ့လည်းကျွန်တော်ရဲ့မြေကပြည်တနာမရှိဘူးနှိပ်ကြည့်သူ့စီကိုကျွန်တော်တို့နှိပ်ကြည့်တယ်ဆိုတာသူမသိဘူးသူဘက်ကလုံးဝမသိဘူးပေါ့နော် ဒါကတော့ရင်ရင်လေးနဲ့ယူချင်းအောင်စောင်းထားတာခွန်တော့ဒီတိုင်းလှုပ်ထားလို့ရတယ်အဲကျွန်တော်မြတ်ဒီခေါင်းလောင်းလေးနဲ့ထားရမယ်ဆိုရင်သူဖုံးခေါ်လို့မရဘူးစားပို့လို့မရဘူးစားပို့လာတယ်ကျွန်တော်မြတ်ကဖတ်သူ့မှာမသိဘူးဖုံးခေါ်လာတယ်ဒါသူ့ဘက်ကဒူး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 အော်ပြီးတော့သူ့ဘက်ကချသွားလိုက်မျိုးနော်အဲအင်တာနက်လိုင်းဖြတ်တောက်ထားတဲ့အနေအထားမျိုးပေါ့နော်ဒီလိုမျိုးဖြစ်နေတယ်အဲဒီတိုင်းလေးဒါပိတ်ထားလို့ရပါတယ်ဒါနဲ့တော့ကျွန်တော်တို့ကတော့ပိတ်ထားလိုက်ပြီပေါ့နော်ပိတ်ထားလိုက်တာဖြစ်တဲ့အတွက်ခေါင်းလောင်းလေးကပေါ်နေတယ်သူနဲ့ကိုယ်နဲ့ကအဆင်ပြေသွားပြီစိတ်ထင်းကလည်းကြည်သွားပြီပေါ့နော် အဆင်ပြေသွားတာဖြစ်တယ်ပြန်ဖွင့်ပေးခြင်းကိုဘယ်လိုမျိုးပြန်ဖွင့်ပေးမလဲပေါ့နော်အပြန်ဖွင့်ပေးခြင်းလဲဆိုတော့လွယ်လွယ်လေးပဲပေါ့နော်အဲဒီခေါင်းလောင်းလေးကိုနှိပ်လိုက်တဲ့ဒီကြောင်းလောင်းအတူတူပဲပေါ့နော်ခေါင်းလောင်းလေးကိုနှိပ်လိုက်အခေါင်းလောင်းနှိပ်လိုက်ဒီလိုင်းလေးပေါ်နေမှာခေါင်းလောင်းကကြက်ကြီးကဖြစ်နေတာပေါ့နော်အဲဒီမှာကျွန်တော်တန်းအွန်လေးကိုပေါ့နော်အဲ့ဒါလေးကိုနှိပ်ပေးလိုက်โอเคနှိပ်ပေးလိုက်ဆိုရင်ရပြီပေါ့နော်ဒါဆိုရင်တော့ပုံမှန်တိုင်းပြန်ဖြစ်သွားပြီပေါ့နော်သူဖုန်းခေါ်တာလေးစာပို့တာတွေကဒါပုံမှန်တိုင်းဖြစ်သွားပြီဒါကျွန်တော်ရဲ့မိတ်ဆွေက အဲသူဖုန်းခေါ်လိုက်နော်ကိုသူဒူးဒူးဆိုဝင်လာမှာပေါ့နော်ဒီနေ့လဲနှစ်ချက်ကဒါကျွန်တော်တို့ messenger မှာလုံးဝသိထားတဲ့အချက်လေးနှစ်ချက်ပေါ့နော်ဟုတ်ကဲ့ပါအဲဒီပြိုလေးကတော့ဒီလောက်ပါပဲတရားဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတို့အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်